ဒီဘက်ဆာမာတော့ယူမေရီနဲ့ထွန်းတစ်တို့ဟာဖက်မီတင်မှာသူတို့ချစ်တွေဖြစ်ကြောင်းပြည်သက်တွေနဲ့မီဒီယာကိုအတိပေးဖို့စီစဉ်ထားပေမဲ့ချင်းညာကနီးမှာပဲယူမေရီရဲ့မိခင်ဖဲဝိုင်းမှာဖန်ခံရကြောင်းအမည်မသိတယောက်စီကဖုံးဝင်လာခဲ့ပါတယ်။ဒီကိစ္စကြောင့်ယူမေရီဟာထွန်းတစ်ချိန်ထားတဲ့နေရာကိုတနင်္လာနောက်ကျပြီးမှရောက်သွားရာထွန်းတစ်ကပြန်သွားနေပါပြီ။ယူမေရီကအဲ့ဒီဖုံးကိုပြန်ခေါ်ပြီးစွန့်စမ်းကြည့်ရောအရက်ရှိပြီးအသက်20ခန်းရှိတဲ့မော်ဒယ်ပုံစံကောင်မလေးတယောက်ကသူ့ဖုံးကိုခဏယူဆက်သွားတာလူသိရပြီးဒါဟာသူနဲ့ထွန်းတစ်ချစ်သူဖြစ်ကြောင်းမကျင်ညာနိုင်အောင်တမေကွက်ကြက် ဖန်တီးထားတာဖြစ်ကြောင်းနဲ့ငွေသိလွင်ရဲ့လက်ချက်ဖြစ်နိုင်ကြောင်းယူမေရီတန်တရားဝင်နေပါတယ်။ အဲ့ဒီနေ့ကအေဂရီနဲ့ထွန်းသစ်ပုံတွေလဲအွန်လိုင်းမှာအများကြီးတက်လာတာကြောင့်မူသစ်လွင်ရဲ့နောက်ွယ်မှာအေဂရီရှိနေတာသိချရလို့ယူဆပါတယ်။နောက်တော့ယူမေရီကထွန်းသစ်ရိုက်ကွင်းကိုသွားပြီးမောင်စိတ်ကျွန်းနေတုံးလာလို့မေးတော့ထွန်းသစ်ကဟုတ်တယ်လို့ဖြေပါတယ်။ယူမေရီကသူ့တိုက်ခန်းမှာစောင့်နေမယ်ဆော့ဆော့ပြန်ခဲ့ဖို့ပြောတော့ထွန်းသစ်ကလက်ခံပါတယ်။တိုက်ခန်းရောက်တော့ယူမေရီကထွန်းသစ်ကြိုက်တက်တာတွေအကုန်ချက်ပြုတ်ထားပြီးအန်နီကမလာနိုင်ခဲ့တဲ့အကြောင်းရင်းစုံကိုရှင်းပြကတောင်းပန်ပါတယ်။ထွန်းသစ်ကလည်းအဲ့ဒီနေ့ကအေဂရီနဲ့သူ့ပုံတွေကြောင့်စိတ်ရှုပ်ပြီးဖုန်းဝိတ်ထားမိလို့ယူမေရီဖုန်းကိုမကင်လိုက်မိတာကိုတောင်းပန် ံပြီးအေဂွီနဲ့သူ့ကိုအထင်မလွဲဖို့ပြောပါတယ်။ရှူမေရီကထွန်းသစ်ကိုယုံကြည်ကြောင်းပြောတော့ထွန်းသစ်ကအဲ့ဒါကြောင့်မေရီကိုပုချစ်နေရတာလို့ဆိုပါတယ်။ နှစ်ယောက်သားတူနေပြီးနိုးလာတော့အလုပ်အားရကြောင်းနိလေစာတူချက်စားဖို့စီစဉ်ရင်ပြည်သက်တွေကိုမကျင်ညာခင်ထွန်းသိမိပါရင်းနဲ့မိတ်ဆက်ပေးဖို့ယူမေရီကတောင်းဆိုရာထွန်းသိကသဘောတူပြီးမြန်လီကောင်းလေးပေါ်မောင်ရဲလို့ယူမေရီကပြောလိုက်ပါတယ်ဒီချိန်မှာပဲထွန်းသိဖုန်းတွေကိုအဂရိစီကနေနိလေစာတူစားဖို့ချိန်နဲ့မစိတ်ဝင်လာပါတယ်ယူမေရီကအဂရိကိုချိန်တာပကိစ္စလဲမေးတော့ထွန်းသိကအလုပ်ကိစ္စဖြစ်မှာပါလို့ဖြေပါတယ်ဒါပေမဲ့ယူမေရီကသူမတို့အတူစားမယ်ဆိုပြီးအဂရိကိုလာခဲ့မယ်လို့စပြန်ခိုင်းလိုက်ပါတယ်အဂရိကတော့ထွန်းသိလာမယ်ဆိုလို့ပြောနေပါတယ်ဒီချိန် ်မှာပဲဇေယကအေဂရစ်စီရောက်လာပြီးသူ့ကိုချိန်ပြဖို့တောင်းဆိုရင်အေဂရစ်ရင်ဘက်ကထွန်းတင်ငငယ်ကပေးခဲ့တဲ့ရင်တို့ကိုတွေ့ရောမေးပါတယ်အေဂရီကမျက်မျက်နုံနုံတင်ထားကြောင်းပြောပြီးဇေယကထွန်းတင်နဲ့ချိန်ထားရလားမေးတော့အေဂရီကသူ့ကိုရေးကိုရာကိစ္စတွေကိုမဆွတ်ဖက်ဖို့ဒေါသထွက်ပြီးပြောကထွက်သွားပါတယ်နောက်တော့ထွန်းတင်နဲ့အတူယူမေရီကပါအေဂရီနဲ့ချိန်ထားတဲ့နေရာကိုရောက်လာပါတယ်အေဂရီကယူမေရီပါလာတာကိုမေးတော့ယူမေရီကထွန်းတင်နဲ့အတူရှိနေတာကြောင့်လိုက်လာတာလို့ဖြေပါတယ်အေဂရီကတော့အနောက်ရှင်မဖြစ်ကြ ူမလည်းယူမေယူနဲ့တွေ့ကျင်နေတာဖြစ်ကြောင်းပြန်ပြောပါရယ်။အေဂရီကထွန်းသိငငယ်ကပေးခဲ့တဲ့ရင်တို့ကိုမြင့်မြတ်နုံနုံတိန်ထားကြောင်းပြပြရရမှသူတို့နှူးကြမှာမပြည့်လည်မှုတွေစတင်ပေါ်ပေါက်လာပါရယ်။ထွန်းသိကအချိန်နှင်ကောင်းလာကြောင်းဖုံပြုတ်မေဆိုပြီးရှောင်ထွက်သွားပါရယ်။ယူမေရီကအေဂရီကိုထွန်းသိနဲ့ပတ်သက်ပြီးကောလာဟာလာတွေထွက်နေတာဂိမ်းဆိုင်ဘူးလားမေးရ။အေဂရီကဂိမ်းဆိုင်တဲ့ကြောင်းပြောပါရယ်။ယူမေရီကဒါရီဟာတရားရုံးကတမိစီစဉ်တာမထင်ဘူးလားလို့ထပ်မေးတော့အေဂရီကမထင်ဘူးလို့ဖြေပါရယ်။ အဲ့ဒီနောက်အေဂရီကမကျင်ညာလိုက်ရတဲ့ရာကိုခနဲလိုက်တော့ယူမေရီကရွံ့ညံ့တဲ့ဖြစ်စီကြောင့်မကျင်ညာလိုက်ရပေမဲ့မကြခင်မှာထွတ်သိမိပါတွေနဲ့တွားတွေ့တော့မှာဖြစ်ကြောင်းပြောလိုက်ပြီးနင့်လိုသူများစီကလူယူရတာကိုမကြိုက်ဘဲကိုရန်ကြိုးစားယူရတာကိုပဲသဘောကျတယ်လို့ထွတ်သိပြမလာခင်ပြောလိုက်ပါတယ်တဖက်မှာမိုးသိလွင်ကအေဂရီစီသွားပြီးယူမေရီကသူ့ကိုလူပါဝါပြီးထွန်းသိရဲ့လက်ကိုတွေ့ပြသွားကြောင်းချွန်းတွန်းလောက်ကပြောပြတော့အေဂရီကယူမေရီကိုနှိမ်ဖို့ကြံစီကြပါတယ်ထွန်းသိအိမ်မှာမိတ်ဆက်တဲ့နေမှာအေဂရီကအရင်ရောက်နေပြီးထွန်းသိမိခင်နဲ့ညီမမိုးသိလွင်တို့က ယူမေရီကိုလက်ဆောင်ထိုးပြချအစင်တမ်းရှိသူအဖြစ်ဆိုကားကြပါရယ်ယူမေရီကပြန်လဲချစ်ပတ်ပြောဆိုရာစကားများပြီးထွန်းတိမေကပါဒေါသထွက်လာပါရယ်အဂရီကယူမေရီကိုပြန်ခိုင်းလို့ယူမေရီစိတ်ချပြီးအင်ကထွက်သွားပါရယ်ထွန်းတိကလိုက်တောင်းပန်မိမယ်ယူမေရီကသူ့မိသားစုဆက်ဆံပုံကိုမကျင့်တဲ့ကြောင်းဖက်မီတင်ကိစ္စနဲ့အမေဖမ်းလိုက်ရတယ်ဆိုတဲ့ဖုန်းခေါ်ဆိုမှုဟာမိုးတင့်လွင်ရဲ့လက်ချက်ဖြစ်နိုင်ကြောင်းဆွဆွဲပါရယ်ထွန်းတိကမယုံကြည်ရာကြောင်းယူမေရီစိတ်ပြက်ပြီးဆက်ပြီးရမဖြစ်လို့ကြောင်းပြောကထွက်ခွာသွားပါရယ်ယူမေရီကအဂရီကိုကော်ဖီဆိုင်မှာထပ်မံရင်ဆိုင်ပြီးသူတို့ကြော ါဝင်မရှိဖို့တောင်းဆိုပါရယ်အေဂရီကသူမကိုမဆွဆွဲဖို့နဲ့ထွန်းသိမိသားစုကသူ့ကိုသာသဘောကျတာဖြစ်ကြောင်းယူမေရီရဲ့နောက်ခံကိုခနဲ့ပါရယ်ယူမေရီကမိမိကကိုပိုင်ရည်ချင်းနဲ့ယက်တီသူဖြစ်ကြောင်းအေဂရီလိုမိဘအားကိုသူမျိုးကိုအထင်မကြီးကြောင်းပြန်ပြောကလူကိုပဲရရရမယ်ထွန်းသိနှလုံးသားကိုတော့ငါစီကနေဘယ်တော့မှလူလို့မရဘူးလို့ပြောပြီးအေဂရီရဲ့တစ်ဖက်သက်ချစ်ကိုတနာစရာကောင်းကြောင်းပြောကနိုင်ယူလိုက်ပါရယ်နောက်ပိုင်းမုသလင်ကသူ့ချစ်သူဝေဖြိုးဖောက်ပြန်လို့အေဂရီကိုတိုင်မရအေဂရီကချစ်ရခံခံလိုက်ပါရယ်နောက်တော့ယူမေရီကစားတောက်ဆိုင်မှာမုသ ်လွင်သူချစ်သူဝေဖြူနဲ့တခြားကောင်မလေးကိုတွေ့ပြီးရဲဖြစ်တာကိုတွေ့တော့ဝင်ဆဲပါတယ်။မိုးတွင်လင်ကဒေါသနဲ့ကာမောင်ထွက်သွားတော့ယူမီရီကစိတ်မချလို့လိုက်ပါသွားပါတယ်။ကာမောင်ရင်မိုးတွင်လင်ကအေဂရီကိုဖုံးဆက်ငွေယူနေစဉ်ယူမီရီကကားဖြစ်ဖြစ်မောင်ဖို့စိတ်ထိန်ဖို့ပြောပါတယ်။ဖုံးကိုလူရမှာမိုးတွင်လင်ကပြန်လူရင်ရှေ့ကကတစီနဲ့ဝင်တိုက်မိပါတော့တယ်။